တခိုးစီကမ်းမလိုက်နိုင်မီလို့ထောင်ကြတော့မယ်မောင်ယို2025အောက်တိုဘာလ20ရက်နေ့မှာဇီမီဖူးဆိုတဲ့လုပ်ငန်းရှင်တယောက်ရဲ့မှုကင်းသတိပေးချက် post ခုတက်လာခဲ့ပြီးဖက်ရသူအပေါင်းရဲ့စိတ်ထဲမှာရှိပြီးမေးလျော့နေခဲ့တဲ့မှုကင်းသတိပေးချက်ခေါလောင်ကြီးကိုတီးလိုက်သလိုတောင်းတောင်းတင်းတင်းနဲ့သတိဝင်ကုန်ကြပြီးပြုံးစည်းစည်းတွေလည်းဖြစ်ကုန်ခဲ့ကြပါတယ်မဖြစ်ပဲပဲနေနိုင်ပါမလဲလေတခိုးရဲ့ပစ္စည်းခိုးရခြင်းရွယ်ချက်ကသူကြိုက်နေတဲ့ကောင်လေးနဲ့တကူကူဆော့ရဖို့ဖြစ်ပြီး ပစ္စည်းခိုးပြင်းနေသမျှကာလပတ်လုံးပြောနေခဲ့တဲ့ယောက်ျားချင်းဆက်ချက်ထားတဲ့ Viper ချက်တွေကိုပိုင်ရှင်ကမြည်ပြီးတခွေခွေဖြစ်နေကြရတာမို့ပါပဲဒီကောင်ဇိုးလေးရဲ့နာမည်ကိုတော့မောင်ရိုးခန့်လို့ပဲခေါ်လိုက်ကြပါစို့အခုတင်ဆက်ပေးမယ့်ဗီဒီယိုလေးမှာတော့မောင်ရိုးခန့်ရဲ့မှုကင်းကျူးလုံးပုံဖန်ဆီးရမိဖို့ခြေရာခံလိုက်ပုံလူငယ်ရဲကြားမှာပြန့်နှံ့နေပြီးခရီးစီးကြောင်းတစ်ခုလိုဖြစ်နေခဲ့တဲ့မူရီဇေဝအကြောင်းကိုနှိုင်းနှိုင်းချွတ်ချွတ်တင်ဆက်ပေးသွားပါမယ်မင်္ဂလာပါ မိတ်ဆွေတို့အခုကြည့်ရှုခန်းစားနာတော်တော်ဆင်နေရတာက Barmis Media Fast Garden ဆက်ပေးနေတဲ့ video content လေးပဲဖြစ်ပါတယ်။ရှင်းလင်းချမ်းမြေကြပါစေရှင်။မောင်ရိုးရဲ့အမှုမှာနင်နာကရသူကာယကံရှင်ကပို့ဆာမာဒီလိုရေးထားပါတယ်။ Facebook ပေါ်မှာမတင်တော့ဘူးလို့ဆုံးဖြတ်ထားခဲ့ပေမဲ့ TikTok နဲ့သတင်းတင်တဲ့နေရာတွေမှာပါပြန်နေကြတာမို့တငယ်ချင်းမိတ်ဆွေတွေကတယောက်ပြီးတယောက်ကိုလာမိခဲ့ကြပါတယ်။ဒါကြောင့်တငယ်ချင်းမိတ်ဆွေတွေစိတ်မပူရလေအောင်ဖြစ်စဉ်အစအဆုံးကိုဒီ post လေးနဲ့ရှင်းပြပေးသွားပါမယ်။ ကျွန်မတို့လုပ်ငန်းမှာဝန်ထမ်းတယောက်လိုတာနဲ့နွယ်ရိုးကုမ္ပဏီကိုချိတ်ဆက်ပြီးဝန်ထမ်းရှာလိုက်တယ်။နွယ်ရိုးကုမ္ပဏီကကျွန်မတို့တောင်းဆိုထားတဲ့အချက်လက်တွေနဲ့အကင်ကြီးတဲ့ဝန်ထမ်းတယောက်ကိုရှာပြီးလာဖို့ပေးတဲ့နေ့မှာပဲအလုပ်လာရတာဝေလို့သူ့အိမ်မှာကလည်းဖုန်းလည်းမရှိဘူး။ရှိတဲ့ဖုန်းကလည်းပြင်ဆိုင်ကိုပို့ထားရတာမို့နေစရာလေးစီစဉ်ပေးပါလားဆိုပြီးတောင်းဆိုပါတယ်။ဒီတော့အိမ်ကအမျိုးသားကလည်းသူ့ကိုငါတို့အိမ်မှာပဲခေါ်ထားလိုက်မယ်လေလို့ပြောပါတယ်။ ဒီလိုနဲ့မောင်ရိုးကို၁၄ရက်နေ့အလုံးလာစင်မှာမှတ်ပုံတင်တကောင်စရင်ရက်ွက်ထောက်ခံစာလိုအပ်တဲ့စာရွက်စာတမ်းတွေယူပြီးအိမ်မှာပဲနေပြီးအလုပ်လုပ်ပါသုံးဖို့ဖုန်းလဲပေးထားပါမယ်ဆိုပြီးအလုပ်ခန့်လိုက်ပါတယ်သူ့ကို၁၄ရက်နေ့မှာအလုံးစာစင်ဖို့ပြောရတာက၁၃ရက်နေ့မှာအိမ်မှာညီမရှိမနေတာကြောင့်ပါ၁၃ရက်နေ့မှာညီမက passport ရုံးသွားစရာရှိတာမို့အိမ်မှာညီမလိုမပြောတတ်တဲ့ကျမအမျိုးသားတစ်ယောက်ပဲဆံခဲ့မှာပါ သူရောက်လာရင်ကျမအမျိုးသားနဲ့သူစကားပေါက်မှာမဟုတ်လို့အဆင်ပြေမှာမဟုတ်ဘူး။ဒါကြောင့်၁၄ရက်နေ့မှာအလုံးစဆဲမှာအိမ်မှာညီမမရှိတဲ့အချိန်မလာခဲ့ပါနဲ့ဦးဆိုပြီးတည်တည်ချာချာကကနနရှင်းပြလိုက်ပါရယ်။ဒါပေမဲ့လည်းအကျိုးကြောင့်အသေးစိတ်တည်တည်ချာချာရှင်းပြထားတာကိုတော့မှ73ရက်နေ့ညီမတို့မရှိတော့အထုပ်တွေဆွဲပြီးရောက်ချလာတယ်။အဲ့ဒီအချိန်အမျိုးသားကဖုန်းလန်းဆက်တော့ကျမလည်းမောင်ရိုးခန်းကိုဖုန်းပေးခိုင်းလိုက်ပြီးတည်တည်ချာချာမှားထားရဲ့နဲ့ဘာလို့လာခဲ့ရလဲဆိုပြီးပြောလိုက်တော့ ရတယ်အမကျွန်တော်ဒီနေ့ဒီနေရာမှာပဲစောင့်နေမယ်အပန်းမကြည့်ပါဘူးကျွန်တော်ကိုအာမနာနဲ့လက်ရှိအိမ်ကရောင်းထွက်သွားလို့နေစရာမရှိတာနဲ့လာခဲ့တာပါလို့ပြောပါတယ်။မောင်ယိုးကပထမဆုံးအလုံးစားစင်းတဲ့နေ့မှာပဲအမျိုးသားကသူ့ကိုအိမ်မှာအလုံးလုပ်ဖို့ထားတဲ့ iPhone 12 Pro ကို ID ဘာညာပြောင်းပေးပြီးသူ့ကိုပေးသုံးထားတယ်။လက်တော့ကိုလည်းပေးသုံးလိုက်သေးတယ်။နောက်မှပြန်တွေ့မိတဲ့ကျမအမျိုးသားစေတနာရှင်ပေါ့ဖော်ကြီးကိုအိမ်ကြီးကသူ့ဘာမှမလုပ်သွားတာကံကောင်းတယ်လို့ကိုရင်ကိုရောက်တော့ ဘမလည်းမပုံတင်ရက်ွက်ထောက်ခွင့်စားပေးပါအစင်းတန်ရမယ်ဆိုတော့မနှက်ဖြတ်မှသွားဥရမှာလို့ပြောပြီးနောက်နေ့နေကင်ကိုရောက်တော့အိမ်မြန်မိုးပတ်ဆက်မရှိလို့ငွေ9000လောက်ချီးပါတဲ့အလုံးစားဝင်တာတော့တရက်ပဲရှိသေးတာနော်ကိုလည်းတားရဲနာရဲမတွက်ပဲချီးပေးလိုက်ပါတယ်ထမင်းစားပြီးအစင်းမှသွားပေါ့ကိုရီလည်းဟင်းချက်ရင်မိဖို့အကြောင်းထဲမှာအလုံးများနေကြတယ်သူကတော့ရန်နာမှာစလိတ်လေးထွက်ထောက်တယ်လို့ပါလို့လို့နဲ့အပြင်ကိုထွက်ကြည့်တော့မရှိတော့ဘူးဖုန်းလဲပါသွားတာနဲ့ဘယ်သွားတာလဲဆိုပြီးဖုန်းဆက်ကြည့်တော့ ူ့ဖုန်းအဟောင်းထဲကကေဘေးထုတ်ချင်လို့ဖုန်းပြင်ဆိုင်ကိုသွားနေတာပါတဲ့အဲ့ဒီခဏလေးအဆက်အသွယ်ရလိုက်ပြီးတဲ့နောက်ညနေလောက်ကျတော့အဆက်အသွယ်မရတော့ဘူးအဲ့ဒီအချိန်ကျမှသူလိန်သွားတယ်ဆိုပြီးទីလိုက်တော့တာတရက်စောင့်ကြည့်တယ်အเจ้าမထူအဆက်အသွယ်မရသလိုဖုန်းလည်းဆက်မလာခဲ့ဒီလိုနဲ့အင်္ဂါလက်တော်ထဲမှာသူ့ကိုပေးထားတဲ့ဖုန်းနံပါတ်ကဘိုင်ဘာနဲ့ချိန်ထားတာဆိုတော့သူပြောသမျှစကားတွေချက်လော့တွေကအိမ်မှာလက်တော်မှာလာပေါ်နေတာလေအဲ့ဒီတော့မှသိရတာကဖုန်းကိုရောင်းဖို့အလဲထက်လုပ်ဖို့လိုက်ဆက်နေတယ်ဆိုတာရဲ့ ဟိုတယ်မှာဆေးချဖို့ယောက်ျားချင်းဆက်ဆက်ထားတဲ့ချက်လော့တွေရဲ့ပေါင်းပြီးမြင်လိုက်ရတယ်။အဲအဲ့တော့မှဒီကောင်ကဆေးသမားဆိုတာမှန်သိရတာပါပဲ။သုံးတဲ့ဆေးကလည်း HF တဲ့ကျမလည်း HF ဆိုတာဘာမှမသိလို့အတိအကိုကိုမေးကြည့်တဲ့အခါမှာလိန်ဆက်ဆန်တဲ့အခါမှာထန်အောင်စေသုံးနာမျိုးကိုခေါ်တယ်လို့ဆိုပါတယ်။ဒီနေရာမှာဘူးတုဒအနေနဲ့ပြောချင်တာက HF ဆိုတာ hyphen လို့ခေါ်ပြီးအခုခေတ်မူရသားကောင်လူငယ်တွေကြားမှာရေပန်းစားနေခဲ့တဲ့ဗန်းစကားတစ်ခုပါ။ hype ဆိုတဲ့တကြွချင်းစိတ်လှုပ်ရှားခြင်းနဲ့ ဖန်ဆိုတဲ့ပျော်ရွှင်မှုအပန်းဖြစ်မှုဆိုတဲ့သကလုံးနှလုံးပေါင်းရဲ့အတိပ္ပယ်ဖြစ်ပြီး HF လို့အတူကောက်ခေါ်ကြတာပါ။မူရည်စေဝါတစ်မျိုးမျိုးကိုတုံးဆွဲပြီးလိန်စိတ်အားကောင်းအောင်လုပ်တာကို HF လို့တယ်လို့ခေါ်ပါတယ်။ HF လို့ပြီးဆက်ဆက်ရင်ပိုကြမယ်ပိုထမ်းမယ်ပျော်လာမယ်မအိတ်ချင်တော့ဘူးလိန်စိတ်ကြွမယ်လိန်စိတ်ဆန်ချိန်ပိုကြမယ်အမောခံနိုင်မယ်ထက်ခါထက်ခါလုံနိုင်တယ်ခံစားမှုပိုကောင်းလာမယ်စရာတွေကြောင့်လူငယ်တွေကြားမှာတချို့ကစမ်းကြည့်ရင်ကြိုင်းနဲ့တက်ပြီးဆွဲလန်းသွားကြတယ်မူရည်စေဝါအလွဲသုံးစားမှုတစ်ခုပါ တခါတလေမှာဒီလိုလောက်ရတာပိုပြီးကြွတ်တက်လာအောင်ဆက်ဆံဖော်ရအများကြီးနဲ့စူပေါင်းပြီးအုပ်စုလိုက်လောက်ကြတာမျိုးတွေတောင်ရှိကြပါဗျ။ဒီလိုနဲ့သူ့ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေများစွာကိုခံစားကြရတော့တာပါပဲ။ high fan ရဲ့တက်ရောက်မှုကြောင့်လင်းစိတ်ပိုကြပြီးနှတိုးကျိုးပြက်ဖြစ်ကုန်ကြတဲ့အတွက်ကွန်တုံးမတုံးမိခြင်း၊တာမန်ထက်အချိန်ပိုကြခြင်းကြောင့်သွေးထွက်ပွန်းပက်တန်ရာဖြစ်ခြင်းနဲ့ကွန်တုံးပေါက်ပြဲနိုင်ခြင်းတွေကြောင့် HIV နဲ့လိမ္မာကူးစက်တဲ့ကာလာသားရောဂါတွေကိုအလွယ်တကူပဲကူးစက်ခံရနိုင်ပါတယ်။ ဟိုက်ဖန်ကိုဆွဲလမ်းပြီးအလွန်ကြုံပြုတ်လောက်လာမယ်ဆိုရင်တော့ရေရှည်မှာကျန်းမာရေးထိခိုက်နိုင်ပြီးနှလုံးရောဂါ၊သွေးတို့ရောဂါ၊စိတ်ကစင်ကလေးဖြစ်ခြင်းရောဂါ၊အုံနောက်ပျက်စီးခြင်းနဲ့အဆိုးဆုံးအနေနဲ့ဆေးလွန်ပြီးအသက်ဆုံးရှုံးတာမျိုးတွေဖြစ်နိုင်ပါတယ်။ဟိုက်ဖန်ဆိုတာမဆူဆန်းတဲ့နဲ့လွဲမတဲ့စိတ်တရားမှုရှာခြင်းမျိုးဖြစ်တယ်လို့နားလည်မှုလွဲနေတဲ့တငယ်ချင်းတွေကိုဘူးတူတာအနေနဲ့မျှဝေပေးတင်ပါတယ်။ ဒီလိုနဲ့အိမ်ကဖုန်းကိုလိမ်ပြေးသွားပြီးဆေးတွေချနေပြီဆိုတာကိုသိတဲ့နောက် Viber မှာသူချင်းတွေ့ဖို့ပြောထားတဲ့နေရာကိုလိုက်ပြီးမိအောင်ဖမ်းဖို့အတွက်တငယ်ချင်းလင်မယားကိုအကူအညီတောင်းလိုက်ပါတယ်။နောက်နေ့မနေ့ရောက်တော့တငယ်ချင်းလင်မယားကဖုန်းဆက်လာတယ်။ဒီကောင်ကိုတဲခိုကမ်းမှာမိပြီးသူ့ကိုခေါ်ထားတယ်။အမြန်လာခဲ့ဆိုတာနဲ့လိုက်သွားပြီးဖုန်းပြန်တောင်းတဲ့အခါမှာတော့မရှိတော့ဘူးဖုန်းလူခံရလို့အမားတို့ဖုန်း yes ခံမှာကျွန်တော်အခုသွားယူပေးမယ်ဆိုပြီးဆိုင်ထဲကထွက်ပြဖို့လုပ်တယ်။အဲ့ဒီမှာရုံရင်းဆန်ခတ်တွေဖြစ်လို့လုံးကြုံရင်းနဲ့ဖမ်းလိုက်ပြီး yes ခံကိုပို့လိုက်ကြတော့တယ်။ ရဲစခန်းကိုရောက်တော့ကိုရီလင်မယားကပဲကြားဖြတ်လုပ်နေတာသူ့ကိုအပြစ်မရှိပဲဆွဆွဲတာသူကတက်ကလာတာကြားဖြတ်တွေကိုအသွင်ယူစုံစမ်းနေတာဆိုပြီးကလင်ကကြစ်တွေစေးကြောင်ပြီးပကရရေလျှောက်ပြောတော့တာပါပဲအခုပြောပြခဲ့တာတွေကဖြစ်စဉ်အစဆုံးပါပဲအခုခံရတဲ့ဖုန်းနဲ့ပတ်စံအိတ်ကတော့ပြန်မရတော့ပါဘူးသူ့ကိုတော့ရဲစခန်းမှာဖမ်းထားလိုက်ပါပြီတလားလောက်ပဲထောင်ချမယ်ပြောပါတယ်ပါသွားတဲ့ဖုန်းကအိမ်မှာအပိုထားတဲ့ iPhone 12 Pro ခန်းရောင်လေးပါ ကျမလက်ရှိကင်နေတဲ့ဖုန်းများဖြစ်နေမလားဆိုပြီးစိတ်ပူပေးနေကြလို့ရှင်းပြရတာဖြစ်ပါတယ်။ဒီကောင်ထွက်လာရင်သတိထားရအောင်သူမျက်နှာကြီးပါတင်ပေးလိုက်ရပါတယ်။ပြောဖို့မင်းနေခဲ့လို့ဖုံးမရရင်ပတ်စံပြေရောလိုက်လေလို့လူကြီးတွေပြောတာကိုသူ့လက်ကလက်စွပ်ကြီးချွတ်ပေးတယ်။သိန်း40တန်းနဲ့တဲ့အဲ့ဒီမှာလူကြီးတွေပြောလိုက်တဲ့စကားကြောင့်ဒေါသဖြစ်နေရင်ရည်ချင်တာမနှဲထိန်ထားရတယ်။လူကြီးတွေပြောလိုက်တာကခေါနေတဲ့သွားတွေအကုန်ပြောင်းဝင်အောင်ရိုက်လိုက်ရမကောင်းရှိတော့မယ်တဲ့ အလုတ်သမားခေါ်တဲ့အခါမှာမူရစ်စင်မြင်နေရလိုက်စာတကောင်စရင်မှတ်ပုံတင်ရစကန်ထောက်ကန်ချက်စတာတွေကိုစုံစုံလင်းလင်းဖြစ်အောင်စင်လူကိုတိတိကျကျအကဲခတ်ပြီးမှသာကိုယ့်အိမ်မှာလက်ခံထားဖို့ကိုတုံးချိန်ထပ်မနေစဉ်းစားကြဖို့လိုကြောင်းတင်ပြပေးရင်ဒီဗီဒီယိုလေးကိုစုံသက်လိုက်ပါရစေအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်ဗာမီမီဒီယာဗတ်ပါ